ော် building a reputation နာမည်ကုန်သတင်းကြော်စောထင်ရှားခြင်းကိုတိဆောက်ခြင်းနာမည်ကုန်သတင်းကြော်စောထင်ရှားခြင်းကိုတိဆောက်ခြင်းအဲဒီကောင်းစင်ကအဆက်ရှာမဲ့လူတိုင်းအတွက်အရေးကြီးတယ်အောင်မြင်မှုယူမဲ့ရအောင်ယူမဲ့လူတွေအတွက်အရေးကြီးတယ်ကျန်တဲ့လူတွေအတွက်အရေးကြီးနော်အဲ့တော့ building a reputation ဒီနေ့ခေတ်ဒီနေ့အခါမှာအဲ့ဒါအဲ့ဒါပို့ပို့ပြီးတော့ပို့ပို့ပြီးတော့အရေးကြီးတဲ့အပိုင်းမှာပါလာမယ်။နော်အဲ့ reputation လို့ပြောလိုက်လို့ရှိရင် reputation လို့ပြောလိုက်လို့ရှိရင် ဘယ်လိုမျိုးပြောတာလဲဆိုတော့မပစ္စည်းမှာဆိုရင် brand လို့ခေါ်တာပေါ့ဟုတ်လားဘယ် brand ကကောင်းတယ်ဘယ် brand ဟုတ်လား branding လို့ခေါ်တာပေါ့အဲလူတွေမှာကြတော့ဒီ reputation ဟုတ်လားနာမည်ကုန်သတင်းကြော်စောထင်ရှားခြင်း reputation ကုန်သတင်းကောင်းတာပေါ့အဲ့ဒါလေကိုယ့်ရဲ့နာမည်လေးကြားလိုက်မယ်ဆိုရင်ဟုတ်လားကိုယ့်ကိုဘယ်သူလို့ဘယ်သူလို့ပြင်းပြင်ကြလဲဟုတ်လားအမေကအမေက အဲ့ကိုကိုကိုမြင်တဲ့အမြင်မဟုတ်ဘူးလူလူတွေကကိုကိုမြင်တဲ့အမြင်တခုပေါ့နော်အဲ့တော့အရင်တော့ကဗာလေ Facebook ပေါ်မှာလေ trend trend တခုဖြစ်သွားတယ်ဟဲ့လားအဲ့ကိုအကြောင်းကိုကိုကိုနာမည်လေးကြာရင်ကိုကိုဘယ်လိုမျိုးမြင်ကြလဲကိုမျက်နှာလေးတွင်ကိုကိုဘယ်လိုစားပြီးတော့ first impression နေနဲ့ကိုကိုဘယ်လိုစားပြီးတော့သိကြလဲဟုတ်လားဘယ်လိုစားပြီးတော့မှတ်မိနေကြလဲအဲ့အဲ့ဟာ reputation ပဲအဲ့တချို့လူတွေအတွက်ဆိုရင်သူ့နာမည်လေးကြားလိုက်တာနဲ့ဟာသူတော်တယ် သူကစ조사တယ်သူကယူသားတယ်သူကယုံကြည်ရတယ်သူကအဲ့လိုကိုစစ်စစ်ဆက်ဆက်တေးသေးချာချာလုပ်တတ်တယ်သူနဲ့လက်တွဲလို့ရတယ်အဲ့လိုပြောတယ်တချို့လူတွေကြတော့သူနာမည်ကြားလိုက်တာနဲ့နာမည်ကြားလိုက်ရတယ်ရှောင်းတော့အဲ့ကောင်ဆိုရှောင်းတော့ဟုတ်လားဂတိမတီးတဲ့အကောင်သိလားဂတိမတီးတဲ့အကောင်တစ္ဆာဖောက်တဲ့အကောင်အဲ့လာပါနော်အဲ့တော့ဟိုနာမည်လေးကြားလိုက်တာနဲ့ဟိုဝိုးဝေးရရှောင်းမလားနာမည်လေးကြားလိုက်တာနဲ့လူကိုဆွဲဆောင်မလားဆိုတာအဲ့အဲ့ဒါအဲ့ဒါ reputation တွေပဲဟုတ်လား reputation တွေပဲ အဲစားကြောင်းဟိုစကားလေးတစ်ခုရှိတယ်ပဲဤပဲဤတည်င်းကိုလင်းညင်းဆောင်ဤတဲ့လူဤတည်င်းကိုလူချင်းဆောင်ဤတဲ့စကားလေးတစ်ခုရှိပဲဤတည်င်းကိုလင်းညင်းဆောင်ဤလူဤတည်င်းကိုလူချင်းဆောင်ဤဟုတ်လားကိုဆိုတဲ့လူတစ်ယောက်ကိုတပ်ပါဆန်တစ်ယောက်ကဘယ်လိုမျိုးမိတ်ဆက်ပေးမလဲဟုတ်လားဘယ်လိုမိတ်ဆက်ပေးမလဲကိုနမည်ကြားလိုက်တာနဲ့ तू ကဘယ်လိုလူလဲဆိုတာသူ့ရဲ့ character သူ့ရဲ့ behavior သူ့ရဲ့ဟိုသူ့ရဲ့ အာမန်နာဒါတွေအကုန်လုံးပေါ့နော်ဒါတွေအကုန်လုံးနမယ်နောက်မှာတွဲနေတဲ့ကုန်သတင်းမျိုးပြောတာဒီလားအဲ့တော့အဲ့ကုန်သတင်းကဘလောက်လောက်လူတယောက်အတွက်ဘလောက်လောက်အရေးကြီးမယ်လို့ထင်လဲအဲ့ဒီကုန်သတင်းကအရာရာပဲအရာရာပဲဟုတ်လားအရာရာပဲအဲ့တော့အဲ့ဒါကိုငါတို့ကတီဆောက်ကတီဆောက်ဖို့ကြိုးစားရမှာအဲ့ဘလို့တီဆောက်မလဲဆိုတဲ့ဟာလေးဒီမှာစာတီဒီ cost ကနေစပြီးတော့ landing လောက်ပါဟုတ်လားအဲ့တော့ reputation ရှိလို့ရှိရင်တဲ့ရှိလို့ရှိရင်လူတယောက်ကဘာဖြစ်လဲဆိုတော့အဲ့လူဘာလို့လို့အဲ့လူမို့လို့ကိုအောင်မြင်တာသူပြက်တယ် အဲ့လူမို့လို့ကိုအောင်မြင်တာအဲ့လူမို့လို့ကိုလူတွေကနောက်ကလိုက်တယ်အဲ့လူမို့လို့ကိုသူ့စီကဝဲတယ်အဲ့လူမို့လို့ကိုအားပေးတယ်အဲ့လူဖြစ်နေလို့ကိုဘဝရှိအောင်အဲ့တော့ကို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  branding လုပ်လိုက်တာ personal branding personal branding ရှိပြီဆိုအဲ့လူဘဲတွားတွားတွားတဲ့နေရာအဲ့လူကခီးပေါက်တယ်ဒီလားအဲ့တော့အဲ့လူခီးပေါက်ပြီဆိုရင်ပတ်စံရှာဖို့တိတ်လွယ်တယ်မတက်ပတ်စံရှာဖို့တိတ်လွယ်တယ်ဒီလားအဲ့တော့သူ့ဘဝမှာသူဘာပဲဖြစ်ချင်ဖြစ်ချင် ဖြစ်အောင်လုပ်နိုင်ဆိုရင်အရင်မြင့် reputation ရှိတယ်။ဒီလား reputation ရှိတယ်။အဲ့တော့အဲ့ဒါဒီလူတယောက်ဘဝမှာကိုယ့်ဘဝမှာကိုကိုကိုအပေးတယ်နဲ့ကိုအတိုင်းတာနဲ့ကိုအောင်မြင်မှုတွေကိုလိုချင်တဲ့အောင်မြင်မှုတွေရှိတယ်။အဲ့ဒီအောင်မြင်မှုတွေက reputation ရှိရလို့အတွက်မြင်နေမြင်မြန်ရနိုင်နေမြင်မြန်ရှိအောင်နိုင်နေဒီလားမြင်မြန်ရှိအောင်နိုင်နေအဲ့ဒါအရေးကြီးတယ်။ခေါင်းဆောင်မှုမှာပဲဖြစ်ဖြစ်စီးပွားရှာတဲ့အခါမှာပဲဖြစ်ဖြစ်ဆုံးမှာရှိနေတဲ့လူတွေကများများစားရတယ် ဲ့တော့ reputation ကတိစားဖို့အရေးကြီးလားကြီးတယ်ဒီလားအဲ့တော့စက်ကျင်မဲ့အနေနဲ့ reputation မရှိရင်ဘာဖြစ်လဲဆိုတော့လေခက်ခဲတယ်ခက်ခဲတယ်တယောက်စူးစမ်းပြီမယ်လေအရှိသိမ့်မြောင်စူးစမ်းနေရပဲဒါပေမဲ့သူ့ကိုမသိတော့ရှိမြောင်သူ့ချောင်းမသိတော့သူ့ချောင်းကောင်းလာလည်းမသိဘူးမကောင်းလာလည်းမသိဘူးဆိုတော့သူ့ကိုဘာလို့လို့ဘာကမှမသိရင်ဟိုလူတွေကတိတ်တိတ်ရှိမြောင်အဲ့လိုကဒီလားရှိမြောင်အဲ့တော့ကိုကအရင်မိုက်တဲ့ product တွေရောင်းရှင်းတယ်ဒါပေမဲ့အဲ့ product တွေနဲ့အဲ့ရောင်းတဲ့လူကိုမသိရင်လေလူတွေကဘယ်လိုယုံကြည်မှုတွေနဲ့ဝယ်ကြမှာ ဟုတ်လားနေရာတိုင်းမှာပဲနေရာတိုင်းမှာဒီ reputation အရင်ရေးကြည့်ရအဲ့ဒါနားလည်ရမယ်အဲ့တော့မမတို့ဒီ class တွေပေါ့နော်ဗာ training တွေတက်တော့မမတို့ရဲ့ဆရာဗာပြောလဲဆိုတော့တချို့လူတွေအတွက်ဒီ training course တွေကိုကိုယ့်ဘဝနဲ့ထည့်ပြီးတော့ apply လုပ်လိုက်ပြီးဆိုတော့တချို့လူတွေအတွက်ဟို3လ4လလောက်နဲ့ခရီးတစ်ခုကဝုန်းကနေပေါက်သွားနိုင်တယ်တချို့လူတွေအတွက်တော့6လတစ်နှစ်2နှစ်3နှစ်အဲ့လောက်ကြာနိုင်တယ်ဘာကွာလဲဘာကွာလဲ background ကွာလဲ background လို့ဒီမှာနော် background လို့ပြောတာဟိုလိုမျိုးမိဘ background လေးဘာ background လေးငွေကြေးငွေကြေး background လေးအဲ့ဒါမျိုးမဟုတ် reputation ပြောတာ reputation background education background ကိုင်ကွာတလားခီးပောက်တဲ့နှောင်းခီးပောက်တဲ့ speaker ကွာနော်အဲ့ဒါရေးကြည့်အဲ့တော့ဒီထဲမှာဒီဒီနေ့ဒီနေ့ဒီကောင်းစင်လေးကိုလေးလာပြီးွားပြီဆိုရင်မင်းတို့မှာလှုပ်ရှားကိုင်းစရာလေးတွေအများကြီးဖြစ်လာနိုင်မယ်အဲ့တော့လှုပ်ရကိုင်းရမှလေးတွေအများကြီးဖြစ်လာနိုင်မယ်နော်အဲ့တော့မှဂျာကြီးတွေဆိုရင်တို့ meeting မှာအဲ့ဒါအဲ့ဒါကိုတို့ကောင်းကောင်း training ပေးခဲ့ဟဲ့လားအဲ့တော့ mobile blog တွေလောက်တာတော့ ပြင်ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတစ်ခုနဲ့ကိုဟို public ကိုဖောက်တာတော့အဲ့ဘက်ပိုင်းနေဒီကောင်းစရာနေပြီးတော့အဓိကလောက်ရအောင် okay လား okay လားတရားကိုမြင်လိုက်တာနဲ့ဟုတ်လား5 star ပေးမလားဟုတ်လား5 star great service perfect ဟာ oh wow excellent တို့ညလိုက်တာရမိုက်တယ်ရန်တော်တယ်ချို့ကောင်းတယ်ဟုတ်လားချို့ကောင်းတယ် recommend တို့ညွှန်းတယ်သူဆိုရင်တော့လို့သူဆိုရင်တော့အဆင်ပြေတယ်သူဆို recommend ပေးတယ်အဲ့လိုအတိတ်ပဲဖွင့်ဆိုမလားဒါမှမဟုတ်ရင်ဒီမှာအာပိုက quality ဟမ်သူဆိုရင်တော့ရှောင်းတော့ uh, poor quality apps disappointed စပြက်စရာကောင်းတယ်စိတ်ညစ်စရာကောင်းတယ်အဲဆိုးရွားတဲ့ experience တွေနဲ့လောကသူနဲ့လောက်တွဲလောက်လို့မရဘူးဟုတ်လားအဲ့ဒါမျိုးထွက်မလားအဲ့ဒါဘယ်သူအဲ့ဒါအဲ့ဒါဘယ်လိုလဲပေါ့နော် reputation ကဘယ်လို definition ဖွင့်မလဲပေါ့လူပြောက်ကိုမြင်လိုက်တာနေအဲ့ဒါကိုယ်ဆိုရင်ရောအဲ့ဒါစဉ်းစားနော်အဲ့တော့နောက်တစ်ခုဒီမှာသိစေချင်တာလေးတကွာ reputation နဲ့ popular နဲ့မတူဒီလားအဲ့ popular ဖြစ်ချင်လွယ်တယ်လွယ်တယ်အဲ့တော့နေပူကျဲတဲ့မှာအပေါ်ကအင်ကြီးအနီရောက်အောက်ကဘောင်းမီအဝါရောက်အုတ်ထုတ်အစိမ်းရောက်နေလေအဲ့ ဝါစိမ့်နီဝါစိမ့်နီလားလက်ပြမှာဘလင်းဘလင်းကျိုးလေးတွေဆွဲဘလင်းဘလင်းကျိုးလေးတွေဆွဲပြီးတော့အမယွန်းထိုးပြီးတော့ရှောက်သွားပါတော့နော်ယွန်းထိုးပြီးရှောက်သွားလားအတူပဲနှစ်ကြာလေးတန်ဖိုးရှိလေးနှစ်ကြာလေးဆွဲမက်เสียကောင်းလေးနှစ်ကြာလေး quality တက်လေးပဲအဲ့တော့ဒါကအရန်ဟိုဆွဲမက်เสียကောင်း reputation อ่ะဒီလားတိဆောက်ရတာလည်းကြာတယ်တိဆောက်ရတာလည်းကြာတယ်ဆွဲမက်เสียလည်းကြာရင်ကြာတော့တန်ဖိုးရှိပြီးဆွဲမက်เสียကောင်းလား reputation อ่ะ ဲ့တော့မတူးဆိုတာနားလည်ရမယ် reputation နဲ့ popular နဲ့ကဟိုဘရာတလန်တန်တလန်မယ်မတူးအဲနာမည်ကြီးရင်ပြီးတော့လုတာနဲ့တကယ်ကိုဘလို့နာမည်ကြီးတယ်လဲဆိုရယ်ဘလို့နာမည်ကြီးကျင်လဲဆိုရယ်အနှစ်ကိုယူပြီးတော့ဘဝကိုရှင်သန်တာနဲ့ကမတူးဒီလားနော် okay အဲ့ဒါဒီနားလည်ဖို့လိုတယ်အဲ့တော့လာပြီ reputation ကဘယ်ကလာတယ်လဲတဲ့ reputation ကလူတွေကိုကိုတတ်မှတ်တဲ့တတ်မှတ်ချက်တွေပေါ့နော်တတ်မှတ်ချက်တွေကနေလာအဲ့တော့ဒီမှာနားလည်ထားရမယ့်အရာတခုကလေဟိုလိုဟိုကိုကကိုကိုကိုတတ်မှတ်တဲ့အမြင်ကဒါတသက်တခုဒီလား အဲ့တော့တက်ကောင်းလေးဟာတက်မှတ်တာဒါတက်တက်တခု reputation ကကြတော့တစ်ဖက်သားကသူ့လို့မြင်လိုက်တာနဲ့ကိုသူ့ဆိုရင်ဘလို့လူလို့ label လေးတွေတက်သွားတာဟုတ်လားအဲ့ဒါတက်တက်တခုမတူဘူးအဲ့ဒီမှာဒီမှာပေါ့နော်အားလုံးကိုရေးစေချင်တာလေးอ่ะခြိုက်မယ်နော်အားလုံးကြီးอ่ะကိုယ်နာမည်ကြားလိုက်တာနဲ့လူတွေရဲ့စိတ်ထဲမှာလူတွေရဲ့စိတ်ထဲမှာလူတွေရဲ့အပြောမှာလူတွေရဲ့ညှိုးဆို့ချက်တွေထဲမှာဘလို့လူလို့တတ်မှတ်တာခံကျင်လဲအဲ့ဒါရေးမယ်ကိုနမေကြားတာနဲ့ကိုကဘလို့လူဖြစ်တယ်ဆိုတော့ကိုလူတွေရဲ့စိတ်ထဲမှာ ရှုံးကြည့်ထင်စေခြင်းလေပြောစေခြင်းလေသတ်မှတ်စေခြင်းလေရေးမယ်ရေးရမယ်နော်မေးလို့မရရေးရရတာလေးလုတ်တက်တယ်သူကမကယူဆိုင်ပါကွာအဲ့ကွက်လုတ်တက်တယ်အဲ့ကွက်လုံးစီးပွားရေးလုတ်လို့မရလူတွေကိုကိုကခင်မဆိုင်လဲကိုကလူတွေကခင်ယူဆိုင်တယ်ဒီလားမတတ်နိုင်လူတွေကိုကိုကခင်မဆိုင်လဲကိုကလူတွေကပဝင်းကျင်ကကိုကခင်ယူဆိုင်တယ်ပဝင်းကျင်ကခင်ယူဆိုင်လူတွေကပဝင်းကျင်ပဝင်းကျင်ကခင်ယူဆိုင်ပြီဆိုလဲပဝင်းကျင်ကကိုတွေခင်ယူဆိုင်တယ်ဒီလားအဲ့ဒါကြီးချီ ဲ့တော့ကို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 နာမည်လေးကြားလိုက်တာ ਨੇ သူဆိုရင်ဘလိုလူဆိုတဲ့လူကိုဘလိုလူတယောက်အဖြစ် ਨੇ ဘလိုမြင်စေချင်လဲအားချရင်ယုံကြည်ရတဲ့သူပညာတော်ပညာပညာတက်ပညာတော်တဲ့လူအဲ့လိုမြင်စေချင်တယ်ရေးရေးရေးအဲ့ဒါရေးရမယ်ရေးပြဝင်မလို့ပါလေရေးပြဝင်တာဝန်ရှိပါတယ်နော်ရေးပြဝင်တာဝန်ရှိပါတယ်အဲ့တိုင်းမြင်အောင်လုပ်ရအောင်အဲ့တိုင်းအဲ့တိုင်းမြင်အောင်အဲ့တိုင်းဖြစ်အောင်ကိုယ့်ရဲ့ identity မှာအဲ့ဒါပါအောင်လုပ်ရအောင် action action ပါအောင်လုပ်ရအောင်ဟုတ်လား အရှင်းပါလို့။ဒါနဲ့ကိုကယုံကြည်ရလူဖြစ်ချင်းဒီနေ့ကစပြီးမလိမ့်နဲ့ပေါ့။မလိမ့်နဲ့ယုံကြည်ရအောင်နေဂရတီအဲ့လိုသွား။ဟုတ်လား။အဲ့တော့ကိုကကိုနာမည်လေးကြားရတဲ့ तू က profit to professional မှာအရန်တော်တဲ့လူအရန်မိုက်တဲ့လူလို့အမြင်ခံခြင်းရင်အထင်ခံခြင်းရင်သတ်မှတ်တာကိုယ့်ရဲ့ identity ကအဲ့ဒီလိုမျိုးဖြစ်ချင်နေဆိုရင်စူးစမ်းအဲ့ဒီ네ပယ်မှာဆရာတစုဖြစ်အောင်စူးစမ်းဟုတ်လားအဲ့လူတွေကနေလူတွေကအမှတ်ပြပြမယ်လူတွေကများများဆဆမမှတ်မိဘူးထိတ်ဆုံးကလူမဟုတ်ရင်ထိတ်ဆုံးကလူမဟုတ်ရင်ကာမန်အုပ်ရော့ရော့ကြောက်ရော့ရော့တွေကိုများများဆဆမမှတ်မိ ဟုတ်လားအဲ့တော့မင်းတို့ကိုမေးမယ်မမေကအာတစ်လို့ပြောလာတယ်မြန်မာနိုင်ငံမှာဟိုအကောင်းဆုံးအတော်ဆုံးလို့အကောင်းဆုံးလို့ထင်တယ်အတော်ဆုံးလို့ထင်တယ်မေကအာတစ်လို့ပြောရင်ဘယ်သူတွေလဲသူတွေလဲရှိမယ်နော်မေကထထတို့ဟုတ်လားခင်ဆန်းဝင်းထထနောက်ကအော်မေကဆိုရာอืมဟုတ်လားဆိုရာ right ဟုတ်လားသူတို့လိုပဲ quality နဲ့လीသူတို့လိုပဲတော်တဲ့ဟို make up လင်းလင်းသူတို့သူတို့လိုပဲတော်တဲ့ဟို make up artist ပေါက်စားရည်လည်းရှိတယ်ဒီလားဒါပေမဲ့လူတွေမမှတ်မိတတ်ခံလားလူတွေမမှတ်မိ သူတို့ quality လိုမျိုးပဲလိမ့်နိုင်တဲ့လူတွေဘလောက်လောက်များများရှိမယ်ထင်လဲမြန်မာနိုင်ငံမှာရှိတာပေါ့သိလားရှိတာပေါ့ဒါပေမဲ့လူတွေမှတ်မိနေတဲ့သူဒီ highlight highlight ဖြစ်နေရဲ့လူဒီထိတ်ကပဲထိတ်ကလူတွေ highlight ဖြစ်တယ်ဟုတ်လားအဲ့တော့ကိုကဘယ်ကိုရဲ့ဒီကိုရဲ့ professional level မှာပဲဖြစ်ဖြစ်နေရာတစ်ခုရအောင်ယူရမယ်